ားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ online မှာလည်း digital product တွေကိုရောင်းပြီးတော့လာစဉ်ဝင်ငွေရအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုအသေးစိတ်ပြောပြသွားပါမယ်ဒီလိုရောင်းချတဲ့နေရာမှာလည်း design knowledge တွေပြည့်တဲ့ photoshop တွေ illustrator တွေစသဖြင့်ဒီလိုမျိုး tools တွေကိုနားလည်နေကြရလည်းမလိုပါဘူးယနေ့ပေါ်ပေါက်လာတဲ့ AI ကိုအသုံးပြုပြီးတော့အချိန်မိနစ်ပိုင်းတွေမှာလည်း design တွေကိုအလွယ်တကူထုတ်ယူပြီးတော့အချိန်မကုန်လုံမပြမမှန်းနဲ့ကျွန်တော်တွေဝင်ဝင်ရရှိမှာဖြစ်ပါတယ်ဒီ video လေးကိုဆုံးအောင်ကြည့်ပြီးွားရင်တော့မေးစုအနေနဲ့ online ပေါ်မှာကိုယ်ပိုင် store တခုကိုလည်းပိုင်ဆိုင်တော့မှာဖြစ်ပါတယ်ဒါအပြင်ကိုယ်ပိုင် design တွေကိုလည်းအခုလို product မျိုးစုံမှာကိုယ့်ရဲ့ design တွေကိုရောင်းချနိုင်မှာကိုတွေ့ရမှာဖြစ်ပါတယ် ီ website တွေရဲ့လောက်ဆောင်မှု process အနေနဲ့ကလည်းဒီ website တွေကို customer တွေကရောက်လာတယ်သူတို့ login နဲ့ keyword ကလေးကိုရိုက်ပြီးတော့ရှာလိုက်တာနဲ့အခုလိုမျိုး design တွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီလို design တွေကိုတွေ့မြင်လိုက်ချိန်မှာကျွန်တော်တို့ရဲ့ design ကိုရွေးချယ်ပြီး customer ကဝယ်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ product တစ်ခုရောင်းနိုင်မှာ website ကနေပြီးတော့ကျွန်တော်တို့ကို design fee အနေနဲ့ commission ပေးမှာဖြစ်ပါတယ် ဒီ website ကတော့ international website တစ်ခုဖြစ်ပြီးတော့ကျွန်တော်အနေနဲ့ဒီ website ကိုကိုယ့်ရဲ့ product တွေရောင်းချဖို့ upload ထတဲ့အချိန်မှာလည်း feed မှာပေးစရာမလိုပါဘူး။ဒါအပြင် pay out ထုတ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ PayPal တွေ Payoneer တွေစသဖြင့် bank account တွေရှိမှဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့ pay out ကိုအလွယ်တကူစောင့်နိုင်မှာဖြစ်ပါတယ်။ online ပေါ်ကနေပြီးတော့ digital product တွေကိုဘယ်လိုရောင်းအောင်လဲဆိုတာကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့เนาะဒီ video လေးကိုဆောင်းအောင်ကြည့်လိုက်ပါ။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ tutorial ကိုစလိုက်အောင်။ကျွန်တော်ကတော့ digital နဲ့မှာရင်းနှီးအောင်ဖြစ်ပါတယ်။ ောင်တဲ့ဘက်ကနေ digital product တွေကိုရောင်းချဖို့အတွက်အဆင့်နှစ်ဆင့်ရှိပါတယ်ပထမဆုံးအချက်ကတော့ကျွန်တော်အနေနဲ့ t-shirt design တွေကိုဖန်တီးရမှာဖြစ်ပါတယ်အခုကြည့်နေတဲ့မိတ်ဆွေကတော့ design mind ကိုလည်းကျွမ်းကျင်နေ design တွေနဲ့ပတ်သက်ပြီးတော့ AI တွေကိုလည်းကျွမ်းကျင်ကျင်တုံးသက်တဲ့ဆိုလို့ရှိရင်တော့ဒီအပိုင်းတွေကိုကြော်ပြီးတော့အပိုင်းတွေကိုကြည့်ပေးလို့ရပါတယ် တကယ်လို့ကိုကတော့ဒီလိုမျိုး design တွေနဲ့ပတ်သက်ပြီးတော့ knowledge တွေလည်းအရင်မရှိသေးဘူး AI နဲ့ပတ်သက်ပြီးတော့ design တွေလည်းတိတ်မထုတ်တတ်သေးဘူးဆိုလို့ချင်တော့စိတ်မပူပါနဲ့ဒီ video မှာ AI ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ t-shirt design တွေကိုဘယ်လိုထုတ်အောင်လဲဆိုတော့အသေးစိတ်လေးပြောပြတော့မှာဖြစ်ပါတယ် t-shirt design တွေကိုဖန်တီးဖို့အတွက်အစဉ်အဆက်ရှိပါတယ်ပထမဆုံးအတင်းနေတဲ့ t-shirt design တွေရရှိဖို့အတွက် AI မှာ plot ပါရေးခိုင်းမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ AI ဝက်ဘ်ဆိုက်တစ်ခုကိုတွားလိုက်ပါမယ် ဒါကြောင့်ကျွန်တော်အနေနဲ့ Google ကိုအရင်ဆုံးသွားလိုက်ပါမယ်။ Google ထဲကိုရောက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Gravity Drive ဆိုပြီးတော့ရိုက်ပြရမှာဖြစ်ပါတယ်။အပေါ်ဆုံးမှာမြင်ရတဲ့ Gravity Drive.com ကိုဝင်ပြရမှာဖြစ်ပါတယ်။ဒီ website ရဲ့ link ကိုလည်းကျွန်တော်ရဲ့ video description လေးမှာတွဲပေးထားမှာဖြစ်ပါတယ်။ Gravity Drive ထဲကိုရောက်မယ်ဆိုလို့ရှိရင်တော့ပထမဆုံး account တစ်ခုစပြီးတော့ဖွင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ step for free ကိုနင်းလိုက်ပါမယ်။ဒီနေရာလေးမှာကိုကြိုက်တဲ့ Gmail account တစ်ခုကိုရွှေ့ပြီးတော့ဖွင့်လို့ရပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ data တွေဖြည့်လို့ရတယ်လို့ကျွန်တော်မဖြည့်ချင်ဘူးဆိုလို့ရှိရင် skip ကိုနင်းပေးလိုက်လို့ရပါတယ်။ โอเค website ကတက်စပေါ်ထဲကိုရောက်မှဆိုလို့ကျွန်တော်ကျွန်တော်ဒီနေရာမှာမြင်တွေ့ရတယ် search box မှာကျွန်တော်တို့ print design ဆိုပြီးရောရလိုက်ပါမယ်โอเคဒါဆိုကျွန်တော်ဒီနေရာမှာတွေ့မြင်ရတာ print design print ကိုရွေးပြရမှာဖြစ်ပါတယ်ဒီနေရာကတော့ကျွန်တော်လိုချင်တဲ့ design တွေကို print ရရှိအောင် order တွေကိုထုတ်လုပ်ရတဲ့နေရာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်10ခုလောက်ထိရွေးလို့ရပါတယ်ကျွန်တော်ကတော့9ခုလောက်ပဲရွေးလိုက်ပါမယ် ပရော့အမျိုးအစားပုံစံကိုလိုချင်တာလဲလို့ပြတာဖြစ်ပါတယ်။ဆိုလိုချင်တာကတော့ပရော့ကလူပုံတာ၊ music ပုံတာ၊ကျွန်တော်ကားပုံတာစသဖြင့်ကိုလိုချင်တဲ့ design ပုံကိုဒီနေရာမှာထည့်ပေးလို့ရပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ music ပုံလေးလိုချင်ပါတယ်။ဒါကြောင့်မို့ music လို့ရလိုက်ပါမယ်။ပြီးလို့ရှိရင်တော့ကျွန်တော် create content ကိုထည့်ပေးလို့ရပါပြီ။ Okay ဒါဆိုလို့ရှိရင်တော့ AI ကနေပြီးတော့ကျွန်တော်တို့ down ထားတဲ့ engine design နဲ့ပတ်သက်တဲ့ပရော့ငါးခုကိုအခုကဲ့သို့ထုတ်ပြတာကိုတွေ့ပြန်မှာဖြစ်ပါတယ်။ Okay ဒီ program ကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ down တဲ့တစ်ဆင့်အနေနဲ့ဒီ program လေးကို design ပြင်ကြောင်းလိုက်မှာဖြစ်တဲ့အတွက်ကျွန်တော် leonardo.ai ကိုသွားလိုက်ပါမယ်။ โอเค leonardo.ai ဝက်ဆိုက်ထဲကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ lens app ကိုတင်ပြလို့ရပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာ create free account ကိုဒါဖွင့်ပေးရမှာဖြစ်ပါတယ်โอเค leonardo ဝက်ဆိုက်ထဲကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာတွေ့မြင်ရတဲ့ create ဆိုတဲ့ button လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်ဒီ website လေးထဲမှာကျွန်တော်အနေနဲ့ design ပုံတွေထုတ်မှာဖြစ်တဲ့အတွက် copyright မှာဒါထုတ်ခဲ့တဲ့ image prompt တွေကိုသွားပြီးတော့ကူပါမယ်ဒီ button လေးထဲမှာကျွန်တော် paste လုပ်လိုက်မှာဖြစ်ပါတယ် โอเคဒီနေရာလေးမှာကျွန်တော်တို့ဒီ image print တွေကိုထည့်ပြီးပြီမှာကျွန်တော်ပုံကိုမထိုးသေးပါဘူးအရင်ဆုံးကျွန်တော်တို့ရဲ့ login နဲ့ပုံရဲ့ ratio ကိုတွားပြီးတော့ပြင်ပါမယ်ဒါကြောင့်မဟုတ်ဘယ်ဘက်ချက်မှာရှိတဲ့ section လေးကိုဝင်ပြရမှာဖြစ်ပါတယ်ဒီနေရာမှာ custom ကိုနှင်ပြရမှာဖြစ်ပါတယ် custom ကိုရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒီနေရာမှာ4 is to 3 size ကိုယူပြရမှာဖြစ်ပါတယ်โอเคဒီလိုမျိုး size ကိုယူပြရဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ generate ကိုနှင်ပြီးတော့ပုံထိုးလို့ရပါပြီ โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်ပုံလေးကိုရပါပြီဒီချိန်မှာပုံကိုတမ်းမလုပ်ဘဲနဲ့ကျွန်တော်အနေနဲ့ background remove လုပ်ဖို့အရင်လိုအပ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီပုံပေးမှာရှိတဲ့ three dot လေးကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာ remove background sort ကိုနှိပ်ပေးလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ပုံလေးကို background တစ်ခါတည်းဖြတ်ပြီးတာကိုတွေ့မြင်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ရဲ့ channel ကို download image ဆိုပြီးတော့ဒါ save လို့ရပါပြီပုံလေးကိုပြောင်းကြည့်မှာဆိုလို့ရှိရင်တော့ကျွန်တော် open file ဆိုပြီးတော့ဖွင့်ကြည့်လိုက်ပါ โอเคဒါဆိုလို့ကျွန်တော်ကျွန်တော်တို့ဒီဇိုင်းအတွက်ကတော့ပုံနဲ့အစင်သက်ရသွားပါပြီ။โอเคဒါဆိုလို့ကျွန်တော်ပထမဆုံးအပိုင်းဖြစ်တဲ့ T-shirt ဒီဇိုင်းတွေကိုတော့ကျွန်တော်တို့ထုတ်ယူပြီးပါပြီ။ဒါကြောင့်မလို့ဒုတိယအစင်ကိုထပ်ပြီးတော့သွားပြရမှာဖြစ်ပါတယ်။ဒုတိယအပိုင်းမှာတော့နိုင်ငံတကာမှာ popular ဖြစ်ပြီးတော့နာမည်ကြီး artist တွေ creator တွေနဲ့ designer တွေအများဆုံးအသုံးပြုနေတဲ့ website တစ်ခုဖြစ်ပါတယ်။အဲ့ဒီ website ကတော့ Rapbubble website ဖြစ်ပါတယ်။ဒီ website မှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့အခုလိုမျိုး T-shirt ဒီဇိုင်းတွေ hoodie တွေဖုန်းကာပါတွေ ပိုစတာတွေကိုဒီဇိုင်းတွေဖန်ပြီးတော့ကျွန်တော်အနေနဲ့ဝင်ဝင်ညောင်းညရအောင်ဆောင်ရွက်လို့ရတဲ့ website ကိုဖြစ်ပါတယ်။အကောင့်ဆုံးချက်ကတော့ကျွန်တော်တို့အကောင့်ဖွင့်တဲ့ချိန်မှာလည်းဘာ fee မှပေးကြရမလို့ပဲ ਨੇ pay out ထုတ်တဲ့ချိန်မှာလည်း no fee ဖြစ်ပါတယ်။ဒါကြောင့်မို့အရန်ကိုအဆင်ပြေတဲ့ website တစ်ခုလို့ပြောရင်မမပါဘူး။ Okay ဒါဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ rubber paper website မှာသွားပြီးတော့ကိုယ့်ရဲ့ design ကိုရောင်းချဖို့အတွက်အဆင်တွေကိုလုပ်ပြရမှာဖြစ်ပါတယ်။ပထမဆုံးချက်ကတော့ rubber paper website မှာကျွန်တော်တို့ရဲ့ account ကိုသွားပြီးတော့ဖွင့်ရပါမယ်။ဒါကြောင့်မို့ Google မှာ rubber paper ဆိုပြီးတော့ဝင်လိုက်ပါမယ်။ โอเคဒီ website ကိုကြောက်ပြီဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ sign up လုပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာ active sign up ကိုရွေးပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်သူမေးတာနဲ့အချက်အလက်တွေထည့်ပေးလိုက်ပါမယ်ဒီ shop name ဆိုတဲ့နေရာကတော့ rubber band မှာကိုယ်ပိုင် shop တစ်ခုရရှိမှာဖြစ်ပါတယ်အဲ့ဒီနာမည်လေးကိုပေးပေးရမှာဖြစ်ပါတယ်ဒါတော့ကိုကြက်တဲ့နာမည်ပေးလို့ရပါတယ် ။ Okay ကျွန်တော်ရဲ့ account ကို sign up လုပ်ပြီးသွားဖြစ်တဲ့အတွက်ဒီ web app ပဲ dashboard ကိုရောက်လာပါပြီ။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီနေရာမှာ create ပြောတဲ့နေရာက app design ကိုတင်ပြရမှာဖြစ်ပါတယ်။ဒီနေရာလေးမှာတော့ upload new box ဆိုတာကိုရေးပြရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ design ကိုရေးပြီးတော့ထည့်လိုက်ပါမယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ design လေးကိုဒါ upload ပြီးမှဖြစ်တဲ့အတွက် scroll down နေတဲ့ app ကိုစဉ်းပြီးတော့ကြည့်လိုက်ပါမတူတဲ့ project တွေမျိုးစုံမှာကျွန်တော်တို့ရဲ့ design လေးကိုအခုကဲ့သို့ upload ပြီးမှကိုတွေ့မြင်ရမှာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့ product ပေါ်တွေကဒါတေးနေရလို့အဲတွေ့မြင်မှာဖြစ်ပါတယ်ဒါကတော့ AI ရနေပြီးတော့ကျွန်တော်တို့ Forest to 3နဲ့ထုတ်ထားတဲ့ site တော့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒီ engine design နဲ့ဒါ compatible ဖြစ်တာကိုတွေ့မြင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒီ design ပုံစံတွေကို quality မရော့စေမဲ့နဲ့ visual site ကြီးတဲ့ပုံတစ်ခုကိုထပ်ပြီးတော့ထုတ်ပြရမှာဖြစ်ပါတယ်ဒါကြောင့်မို့ Google မှာ app scale ဆိုပြီးတော့ရလိုက်ပါပေါ်တော့တို့ပြန်လဲ app scale ai image app scale လာဆိုပြီးတော့ဒါလေးကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ပြီးတော့ကျွန်တော်အနေနဲ့ download ကိုတင်လိုက်ပါမယ် ဒီနေရာမှာကျွန်တော်တို့ဝင်းလို့ကိုယူလို့ရပါတယ် iOS တမားတွေကတော့ mass web ကိုယူပြီးတော့ဒေါင်းလုဒ်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဝင်းလို့ကိုပဲနှိမ့်လိုက်ပါတယ်ဒါလေးကိုကျွန်တော်အနေနဲ့ကုလားထဲမှာ install လုပ်ပြရမှာဖြစ်ပါတယ် okay ဒါဆိုရင်တော့ကျွန်တော်ဒီ app store ကို framework ထည့်လို့ရှိရင်တော့ကျွန်တော်ကကုလားက background လို့မလို့ထားတဲ့ image လေးကိုဒီ software လေးကိုထည့်လိုက်ပါမယ် ပြီးလို့ရှိရင်တော့ကျွန်တော်ဒီနေရာမှာ table SK ကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်တော့အဆုံးမှာရှိတဲ့ SK ကိုနှိပ်ပြီးလို့ရပါပြီဒီ scene ကတော့ကျွန်တော်အနေနဲ့ design ကို ratio size ထပ်ပြီးတော့ကြီးရအချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ resolution တွေကျသွားနိုင်ပါတယ်ဒါကြောင့်မို့အခုလို design ရဲ့ size ကိုမကြီးခင်မှာ resolution တွေမကျသွားအောင်ကျွန်တော်အနေနဲ့ SK အရင်လာပြီးတော့ ပြောဆောင်တာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်အနေနဲ့ resolution ကိုမကျစေဘဲနဲ့ design ratio ကိုထပ်ပြီးတော့စက်ကြည့်လိုက်မှဖြစ်ပါတယ် okay ဒီ tools လေးကတော့ကျွန်တော်အနေနဲ့ download point ကိုတက်တက်နှိမ့်ဆရာမလိုဘဲနဲ့ process ဆောင်ရပြီးတာနဲ့ကိုယ့်ရဲ့ device set ကို auto download ရရှိသွားမှာဖြစ်ပါတယ်အတင်းကြလိုချင်တဲ့ damage site ကိုကျွန်တော်ပြန်ချင်းကိုလိုပါသေးတယ်ဒါကြောင့်မို့ကျွန်တော်အနေနဲ့နောက်ထပ် website တစ်ခုကိုဝင်ပေးရမှာဖြစ်ပါတယ်ဒါလေးကတော့ image resizer လို့ခေါ်ပါတယ်ဒီ website ရဲ့ link ကိုလည်းကျွန်တော်ရဲ့ video လေးမှာထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီ image ကလေးကိုကျွန်တော်အနေနဲ့လိုချင်တဲ့ damage အတင်းကြလေးကိုပြန်ပြီးတော့ချိုးပေးရမှာဖြစ်ပါတယ် โอเคအခုလိုမျိုး envelope border တွေကိုဒါ border တွေဆိုချင်ကျွန်တော်အနေနဲ့ဒီနေရာမှာ lot aspect ratio ကိုကျွန်တော်အနေနဲ့ဖြုတ်ပြရမှာဖြစ်ပါတယ်ဒီလိုဖြုတ်မှလာကိုကြိုက်တဲ့ ratio size ကိုကျွန်တော်အနေနဲ့ change လုပ်ရမှာဖြစ်ပါတယ်။ဒါမှမဟုတ် image ratio size လေးကိုကျွန်တော်ဘယ် size ကိုသုံးရမလဲဆိုတာကိုအတိအကျသိချင်တဲ့အတွက် rubber band ကိုပြန်ပြီးတော့ဝင်လိုက်ပါမယ်။ဝင်ပြီးလို့ရှိရင်ဒီနေရာမှာ problem with your image size ဆိုတာလေးရှိပါတယ်။ဒါလေးကိုကျွန်တော်အနေနဲ့ right click နဲ့ဖွင့်လိုက်ပါမယ်။ဖွင့်ပြီးလို့ရှိရင်ကျွန်တော် scroll down လေးနဲ့အောက်ကိုဆင်းလိုက်ပါမယ်။ ရှင်းပြလို့ရှိရင်ဒီမှာ aprilia ဆိုတဲ့ရှိပါတယ်ဒါလေးကိုနှစ်ချက်နှစ်လိုက်ပါနှစ်ပြီးတော့ရှင်ဒီမှာကိုအဓိကဘလို့ engine တွေမှာကျွန်တော်တို့ရဲ့ဒီ design ကိုထည့်ကျင်လာလဲဆိုပြီးတော့တွေ့မြင်မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာလေးမှာ man graphic t-shirt ကိုတွေ့မြင်မှာဖြစ်ပါတယ်သူ့ရဲ့ visual site ကတော့ဒီမှာ3873အဲ4814 pixel ကိုကျွန်တော်သုံးမြင်မှာဖြစ်ပါတယ်โอเคဒါကြောင့်မို့ကျွန်တော်ဒီ dimension လေးတွေကိုကူးလိုက်ပါမယ်ကူးပြီးတော့ရှင်ကျွန်တော်ဒီမှာထည့်ပေးလိုက်ပါ โอเคဒါဆိုလို့ရှိရင် dimension တွေထိုက်ွားဖြစ်တဲ့ဖက်ကျွန်တော်အနေနဲ့ export ကိုနှစ်ပြီးတော့ရပါပြီ။ဒီနေရာလေးမှာတော့မြင်တွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ aim site ဒီလောက်ကနေပြီးတော့ကျွန်တော်အခု new pixel site ကတော့ဒါ3000ကျော်အဲ4000ကျော်ဆိုတဲ့ site ကိုအခုလိုကြောင်းလဲပြတော့မှာဖြစ်ပါတယ်။ဒါဆိုကျွန်တော် download image ကိုနှိပ်ပြီးလို့ရပါပြီ။ Okay ကျွန်တော်တို့ကျင်တဲ့ design လေးကိုထုတ်ပြီးဖြစ်တဲ့အတွက်ကျွန်တော် wrapper pack ကိုပြန်ပြီးတော့သွားလိုက်ပါမယ်။ Okay ဒီနေရာမှာ replace image ကိုတွေ့မြန်မှာဖြစ်ပါတယ်။ဒါလေးကို click ချက်ထပ်ပြီးတော့နှိပ်လိုက်ပါမယ်။ဒါဆိုရင်ပထမကျွန်တော်တို့မူလ data နဲ့ပုံစံအားကျွန်တော်နောက်ထပ်ပုံစံကိုအစားပြန်ပြီးတော့ထုတ်ပြီးတော့မှာဖြစ်ပါတယ်။ โอเคဒါဆိုလို့ရှိရင်ကျွန်တော်ပုံလေးတစ်ကိုအစားပြန်ထိုးပြပါပြီဒါကြောင့်မို့ကျွန်တော်အခုထပ်ပြီးတော့ဆင်ကြည့်လိုက်ပါမယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ပုံလေးကဂုဏတဲ့ဆားလို့ရှိရင်ပို့ပြီးတော့ image site ကြီးကြီးနဲ့အခုကဲ့သို့ဒါတွေ့မြင်မှာဖြစ်ပါတယ်โอเคဒီနေ့မှာကျွန်တော်တို့ design မကိုက်ဘူးဆိုတဲ့အရာမျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ anime ကိုဖျောက်ပြီးတော့ကျွန်တော်အနေနဲ့ disable လုပ်ထားလို့ရပါတယ် ဒီနေ့မှာကိုက site ကိုပြန်ပြီးတော့ညှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ edit button ကိုထည့်ပြလို့ရပါတယ်။ထည့်ပြလို့ရှိရင်ကျွန်တော်ဒီမှာ scale image ကိုကျွန်တော်လိုအပ်သလို short လုပ်လိုက်ရသလိုလိုအပ်သလိုကျွန်တော်တိုးလုပ်လိုက်ရတယ်ပေါ့နော်။ဒီလိုမျိုးလေးတွေကျွန်တော်ပြန်ကစားလို့ရပါတယ်။ဒါဆိုရင် cycle ညီတော့ပါပဲ။ဒီမှာဆိုတဲ့ site ကဒါကြီးနေတယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပြန်ပြီးတော့ short ပြရမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ cycle တွေအခုလိုမျိုးဒါကွက်ပုံ menu ကပြန်ပြီးတော့လည်းဒါ short လို့ရပါတယ်။ โอเคဒါလေးကတော့ကျွန်တော်အနေနဲ့ဒီလိုမျိုး manual delay တွေသုံးပြီးတော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့ပုံလေးတွေကို adjust ပြန်ပြီးတော့နိုင်လို့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကပုံလေးတွေရဲ့ဒီအနေထားလေးတွေကိုလည်းဒါချွတ်ကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီနေရာမှာ vertical horizontal ဆက်သက်ပြကျွန်တော်ကိုကြိုက်တဲ့ပုံစံလေးတွေကိုနှိပ်ပြီးတော့ပြန်ရွှေ့လို့ရပါသေးတယ်။ Okay ဒါလေးကတော့ကျွန်တော်အနေနဲ့အင်ဂျင် color လေးတွေကိုပြန်ပြီးတော့ဒါ change လို့ရပါသေးတယ်ပေါ့နော်။ Okay ဒါလေးကိုကျွန်တော်သိပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒါအားလုံးဒါဆောင်ရပြီးဖြစ်ပါတယ်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ design ကိုအင်ဂျင်နဲ့ customer ဖြစ်တော့ကျွန်တော် adjust ပြန်နိုင်ရတာဖြစ်ပါတယ်။ဒါလေးဘုရားကျွန်တော်ဒီမှာရှိတဲ့ image ပုံစံလေးကိုနှိပ်ပြီးလို့ရပါတယ်။ Okay ဒီ session လေးကတော့ကျွန်တော်အနေနဲ့ဒီ web product တွေမှာကိုယ့်ရဲ့ဒီ design ကိုရောင်းဖြစ်နေအဲဘယ်နေရာတွေမှာတော့မရောင်းကြည့်လို့ဆိုပြီးတော့ကျွန်တော်ဒီနေရာမှာ image တွေဒါထုတ်တာတွေ ဟိုနာတွေလောက်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ယူလို့ရပါတယ်ဒီနေရာမှာဆိုလို့ရင်လည်း t-shirt design ကိုတော့ကျွန်တော်10%မကောက်ဘူးကျွန်တော်50%လို့ကျန်ရဆိုရင်လည်းအခုလိုမျိုးစိတ်တိုင်းကြားပြန်ပြီးတော့ပြောင်းနိုင်မှာပဲဖြစ်ပါတယ်โอเคဒါဆိုလို့ကျွန်တော်ကျွန်တော်ဒီ design ဘက်အားလုံးဒါပြပါပြီအဲ့တော့ကျွန်တော်အနေနဲ့ apply chain ကိုထည့်လိုက်ပါမယ် โอเคအဲ့ဒီဘက်နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်အနေနဲ့အားလုံးပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီ design နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့ title တွေ tag တွေနဲ့ description တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ရဲ့အင်ဂျင်ကဘယ်လို design တွေကိုပြောချင်တာလဲပြီးလို့ရှိရင်ဒီအင်ဂျင်နဲ့ပတ်သက်ပြီးဘယ်လို tag ကိုဒီ design နဲ့ပတ်သက်လို့ရှိရင်ဘယ်လို description နဲ့ဆောင်ကျွန်တော်သတ်မှတ်ပေးမှာဝယ်တဲ့ customer တွေဘက်ကနေပြီးတော့လည်းစိတ်ဝင်စားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီ title တွေ tag တွေထည့်ဖို့အတွက် gravity bike website ကိုပြန်ပြီးတော့သွားလိုက်ပါမယ်။ညွတ်တဲ့နဲ့နောက်ထပ် gravity bike တစ်ခုကိုထပ်ပြီးတော့ဖွင့်လိုက်ပါမယ်။ ရပ်ပါပဲ SEO generator ဆိုတော့တွေ့မြင်မှာဖြစ်ပါတယ်ဒါလေးကိုတစ်ချက်ပြန်ပြီးတော့ဖွင့်လိုက်ပါမယ်ဖွင့်ပြီးလို့ရှိရင်ကျွန်တော်ဒီရှိမှာကိုကဘယ်ရာနဲ့ပတ်သက်ပြီး logo လုပ်ခဲ့တာလဲကိုလုပ်ခဲ့တဲ့ logo နဲ့ပတ်သက်ပြီးလို့ရှိရင်ကျွန်တော်ဒီ prompt တွေကိုပြန်ပြီးတော့ကူလိုက်ပါ post name မှာပြန်ပြီးတော့ paste လုပ်ပြီးတော့ title တွေတက်နေ description တွေကိုဒီနေရာလေးမှာဒါထပ်ပြီးတော့ရေးခိုင်းလိုက်မှာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်ဒီနေရာမှာ title တွေတက်တယ် description တွေကိုတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီ title လေးကိုကူလိုက်ပါမယ်ဒီနေရာမှာ paste လုပ်လိုက်ပါမယ်ပြီးလို့ရှိရင်တက်တယ်ကျွန်တော်သွားပြီးတော့ကူလိုက်ပါမယ် โอเคကျွန်တော်အနေနဲ့ဒီတိုက်ခဲ့တွေတက်ပြေ description တွေထည့်ဖို့ဖြစ်တဲ့ dress code အနေနဲ့အကူဆင်းနေပါโอเคပြီးလို့ရှင်တော့ဒီနေရာလေးမှာကျွန်တော် media ဆိုတာအပိုင်းရှိပါတယ်ကျွန်တော်အနေနဲ့ design and illustration painting and mass media ဆိုပြီးတော့ကျွန်တော်စိတ်ကြိုက်ဥစ္စာတွေရွေးလို့ရပါတယ်ပြီးလို့ရှင်ကျွန်တော်ဒီမှာ it is mature corner လို့ပြောတာဖြစ်ပါတယ်ကျွန်တော် no လို့ပဲသတ်မှတ်လိုက်ပါမယ်ပြီးလို့ရှင်ဒီ box လေးမှာ i agree ဆိုတာကို bottom လေးဖွင့်လိုက်ပါမယ်ပြီးလို့ရှင် save box ကိုလုပ်ပေးလိုက်ရတယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့ဒီပုံလေးကို drop the website မှာ upload တင်ထားတာကိုတွေ့ရမှာဖြစ်ပါတယ် โอเคဒါဆိုရင်ကျွန်တော်တို့ process complete ဖြစ်သွားပါပြီโอเคဒါဆိုရင်ကျွန်တော်တို့ rubber ပဲမှာကျွန်တော်တို့ရဲ့ဒီ design ပုံလေးကိုဒါတင်ပြပါပြီအောက်ကတော့ဒီ product အမျိုးမျိုးမှာတော့ကျွန်တော်တို့ရဲ့ design တွေကိုပုံစံအမျိုးမျိုးနဲ့တခုခဲ့တော့တွေ့မြင်မှာဖြစ်ပါတယ် โอเคဒါလေးတွေကျွန်တော်ဆောင်ပြီးွားရဲ့ဆိုလို့ရှိရင်เนาะကျွန်တော်နောက်ထပ်အဆုံးသက်ဖို့အစီအစဉ်တွေကြံပါသေးတယ်အဲ့ဒါကတော့ return to dashboard to complete app ဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ဒါလေးကိုထောက်ဝင်ပါမယ်ပြီးလို့ရှိရင်ကျွန်တော် set up shop ကိုကျွန်တော်နှိပ်ပြရပါမယ်ဒါကြောင့်မကျွန်တော်ပထမဆုံးတွေ့ရတဲ့ add a profile picture ကိုနှိပ်ပြရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ profile picture တွေကိုထည့်ပြရမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ store logo လေးကိုကျွန်တော်ထည့်လိုက်ပါမယ်ပြလို့ရှိရင် upload ပေးလိုက်ပါမယ်။ Okay ဒါဆိုရင်ကျွန်တော်ရဲ့ store logo တွေကအခုကဲ့သို့ပုံစံလေးနဲ့တွဲမြင်မှာဖြစ်ပါတယ်ဗောနော်။ ဘက်ကိုပြန်သွားလိုက်ပါမယ်ပြီးလို့ရှိရင်ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ store cover လေးကိုထည့်ပေးမှာဖြစ်ပါတယ် store cover ကတော့ကျွန်တော်ဒီမှာ2400ပြည်စင်နဲ့ကျွန်တော်တို့600ပြည်စင် height ဆိုပြီးတော့ကျွန်တော်တို့ဒါဆွဲပေးရမှာဖြစ်ပါတယ်ဒါကိုတော့ကျွန်တော် camera တို့ဘာတို့မှာတော့သွားဆွဲပြီးတော့ဘယ်လိုတကူထုတ်လို့ရပါတယ်ဒီမှာတော့အရန်ရှည်သွားပါဆိုလို့ကျွန်တော် skip လုပ်ပြီးတော့ဒီကနေတင်လိုက်ပါမယ် okay ဒါဆိုလို့ရှိရင် cover photo လေးကိုအခုကဲ့သို့တွဲမြန်မှာဖြစ်ပါတယ်အခုအနေနဲ့ add social link ဆိုပြီးတော့တွဲမယ်ဆိုရင်တွဲလို့ရပါတယ်ကျွန်တော်က WhatsApp ရှိတယ်ဆိုရင် WhatsApp ကိုထည့်ပေးလို့ရပါတယ် ဒီမှာကျွန်တော်က Pinterest account တွေ Instagram account တွေ TikTok account တွေကျွန်တော် YouTube account တွေ Facebook ဒါကိုကိုယ့်ရဲ့ page တွေပါလေဒါရှိရဆိုရင်ထပ်ပြီးတော့ထည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာအကောင်မထည့်တော့ပါဘူးနေ့ကျွန်တော် desktop ကိုပြင်လာလိုက်ပါမယ်နောက်ဆုံးတစ်ခုကတော့ add a bio ဆိုပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ solely နဲ့ပတ်သက်တဲ့ဒီ bio description အတိုလေးကိုထည့်ပေးလို့ရပါတယ် Okay bio မှာထည့်ပေးလိုက်ဆိုလို့ရှိရင်တော့ကျွန်တော်အောက်ကိုထပ်ပြီးတော့ဆက်နိုင်ပါမယ်ဒါဆိုရင် save change ကိုနှိပ်ပြရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ stone နဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်များချက်တွေပြီးသွားပါပြီ။ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ desktop ကိုပြန်ပြီးတော့သွားလိုက်ပါမယ်။ဒါဆိုတော့ကျွန်တော်ဒီ stretch shot ကိုဒါဆောင်ပြီးပါဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်အနေနဲ့ gap page အစိမ်ကိုထပ်ပြီးတော့ဆောင်ရမှာဖြစ်ပါတယ်။ โอเคဒီမှာတော့ကျွန်တော်တို့ရဲ့ data channel တွေကိုထည့်ပြရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့က email confirm မဖြစ်တဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့ recent confirmation ကိုကျွန်တော်နှိပ်ပြီးလို့ရပါတယ်โอเคဒါကြောင့်မို့ကျွန်တော် email ကိုပြန်ပြီးတော့သွားလိုက်ပါမယ်โอเคဒီမှာတော့ rubber band ကနေပြီးတော့ confirm email ဆိုပြီးတော့ပို့လာရှိပါတယ်ဒါကြောင့်မို့ကျွန်တော်ဒါလေးကို click တစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ email တွေကို confirm လုပ်လိုက်ပါမယ် dashboard ကိုပြန်ပြီးတော့လာလိုက်ပါမယ်လာပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ confirm email လုပ်ပြီးပါပြီကျွန်တော် add your name and address ကိုပြန်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့လိပ်စာလေးပြန်ထည့်လိုက်ပါမယ် โอเคဒီနေရာမှာတော့ကျွန်တော် payment currency တစ်ခုကိုကျွန်တော်တို့ဒါသတ်မှတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီမှာ PayPal or Bank Transfer ကိုရေးပေးလို့ရပါတယ်โอเคနောက်တစ်ချက်ကတော့ pay pay out တဲ့ကျွန်တော်ဘယ်လိုအချက်အလက်တွေနဲ့ဒါထည့်ကျင်နေဆိုပြီးတော့မေးတာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာ option 1ကိုနှိပ်ပြီးတော့ view PayPal account ကို verify PayPal account ကိုဒါယူလိုက်ပါမယ်ပြီးလို့ရှိရင် continue with PayPal ကိုနှိပ်ပြရမှာဖြစ်ပါတယ်โอเค PayPal ကနေပြီးတော့ကျွန်တော်ရဲ့ Gmail ကိုကုတ်ပို့ပါဖြစ်တဲ့အတွက်ကျွန်တော် Gmail ကိုဝင်လိုက်ပါမယ် ပြီးတော့ကျွန်တော်ကျွန်တော်ဒီနေရာမှာမြင်ရတယ်ကောချောင်းတွေကို copy ကူလိုက်ပါမယ်ပြီးရှင်ဆက်မြေပေါ်တော့ကိုနှိပ်ပြရမှာဖြစ်ပါတယ်ပြီးရှင်နောက်တစ်ဆင့်အနေနဲ့ကတော့ agree and contact ကိုနှိပ်ပြရမှာဖြစ်ပါတယ် okay paper ရေးစီပွဲဆိုတော့ဖုန်းနံပါတ်ထည့်ပြရမှာဖြစ်ပါတယ်ပြီးကျွန်တော်တို့ confirmation ဆက်ကုန်လေးပို့လိုက်ပါမယ်ဒီပေါ်ဒီမှာတော့ကျွန်တော်ရှိချောက်တဲ့ကုန်းလေးကိုပြန်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ် ပင်ရဲ့စစ်ချေချက်ကိုနှိပ်ပြီးလို့ရပါပြီ Okay ဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီ dashboard ကိုပြန်လာလိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ pay out လက်ခံဖို့အတွက်လည်း payback account တစ်ခုနဲ့ဆက်ပြီးတာကိုတွေ့မြင်ရမှာဖြစ်ပါတယ် Okay ဒီ video လေးကတော့ international website တစ်ခုမှာ ကိုယ်ပိုင်ဒီဇိုင်းတွေကို AI နဲ့အလိုတကူဖန်တီးပြီးတော့နားစင်ဝင်ကုန်တဲ့အများကြီးရရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းလေးကိုအသေးစိတ်လေးတောင်းပေးရတာဖြစ်ပါတယ်။နောက်မှလည်းအခုလိုမျိုး online ကနေပြီးတော့ဝင်ဝင်ရရှိအောင်ဆောင်ရမယ့်နေရာလေး digital marketing နဲ့ပတ်သက်ပြီးတော့ tips and tricks ဘိုးသူရတွေကိုလည်းသိကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ပေးကြလို့ရပါတယ်။အခုကြည့်နေတဲ့ message အနေနဲ့လည်းဒီ video လေးကအကျိုးရှိတယ်ဆိုလို့ရှိရင်တော့အခြားသူတွေသိအောင် share ပေးကြလို့ရပါတယ်။အခုဒီဆုံးအောင်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက် video မှာပြန်ဆောင်မှာ